နတာအီဘီကလည်းထုတ်လုပ်တဲ့တရုတ်နိုင်ငံဟိုကျွန်းကုမ္ပဏီကြီးကတရုတ်ဝင်ဒေဝါလီခံသွားပြီဖြစ်ပါတယ်။ဈေးသက်သာတဲ့နတာအီဘီကလည်းထုတ်တဲ့မိခင်တရုတ်ကုမ္ပဏီပဲဖြစ်ပါတယ်။နတာလီယက်စ်ကလည်းထုတ်တဲ့ရှီချန်းဟိုဇွန်နယူးအန်ဂျီအော်တိုမိုဘိုင်းဟာတရုတ်ဝင်ဒေဝါလီခံကြောင်းဆုံး19ရက်နေတဲ့ကတရုတ်နိုင်ငံပိုင် CCTV သတင်းကဖော်ပြတာပါ။ပေးစရာအကျွေးယွမ်7ဘီလီယံဒေါ်လာနဲ့တွက်တော့1.4ဘီလီယံကျော်ရှိတဲ့ဟိုကျွန်းဟာအကျွေးပြီးပြီးတရားစွဲခံခဲ့ရတဲ့နောက်ဒေဝါလီခံခဲ့ရတာပါ။ ဟောကျွန်းဟာမနစ်ကလေးကတရုတ်မှာအခြေအနေမကောင်းလို့ရှိုးရုံးတွေအများကြီးပိတ်ခတ်ခဲ့ရပါတယ်။2024နိုဝင်ဘာကလေးကဝန်ထမ်းတွေလာစားမရလို့ဆိုပြီးရာချီတဲ့ဝန်ထမ်းတွေဟာလည်းလမ်းပေါ်ထွက်ဆန္ဒပြခဲ့ပါတယ်။ထိုင်းမှာဆိုရင်နတာအော်တိုပစ္စည်းတွေပိုးပစ္စည်းတွေပြတ်တာအမခန့်ပြန်ထုတ်ပေးဖို့ကြံ့ကြံတာစာပေအဆင်မပြေတာတွေကြောင့်ပြဿနာတက်ထားပါတယ်။တချို့ဆို10လလောက်အထိတောင်မှစောင့်ခိုင်းတာတွေရှိတယ်လို့ဆိုပါတယ်။ဒါတွေကနေတာကို ဖောက်သူဖောက်တယ်တွေယုံကြည်မှုအားနည်းစေတဲ့အချက်ပါ။ နောက်ပြီးတော့နီတာနဲ့လက်တွဲထားတယ် DLR တွေလည်းလက်တွဲဖြုတ်ကုန်တယ်ဆိုပါတယ်ထိုင်းမှာဆိုရင်နတာကာရှိုရုံးဟာ60ရှိရာကနေ40ထိကျသွားသလိုထက်လျှော့ချတာတွေလည်းရှိနေပါတယ်အဓိကငွေကြေးရှုပ်ရှင်ကိစ္စလို့ဆိုပါတယ်ထိုင်းနတာအော်တိုရဲ့ GM ဖြစ်တဲ့ဆွမ်ပေါင်လုံကတော့ကုမ္ပဏီကကျွေးမိနဲ့လုပ်ငန်းဖွဲ့စည်းပုံပြောင်းပြင်နေပါတယ်လို့ပြောပြီးတရုတ်မှာနတာရှိသည်ထိုင်းမှာလည်းနတာရှိနေမယ်ဆိုတာမျိုးပြောပါလေနတာဟာ2020နှစ်မှာကားစီးရေ15,200ရောင်းနိုင်ခဲ့ပေမဲ့ 2023နဲ့24မှာ3,2500စီးနဲ့6,4549စီးထိပဲရောင်းနိုင်ပါတယ်။ခုနှစ်ဇန်နဝါရီထဲမှာနေတာကားရောင်းအားကအစည်း130တစ်ထီတောင်ထိုးကျသွားပါတယ်။ Thai EV ဈေးကွက်ထဲက price war ကလည်းနေတာကိုအလဲထိုးခဲ့တဲ့အချက်တွေမှာပါပါတယ်။ Neta V model ဒီစီးက Thai မှာဘတ်9,4900စီးကစရောင်းပါတယ်။ပြန်ဘက် BYD, Geely, Shanan SAIC Motor ကုမ္ပဏီကြီးတွေနဲ့ရှင်ရင်တော့ EV ကားထဲမှာဈေးသက်သာတယ်လို့ပြောနိုင်ပါတယ်။ဒါပေမဲ့ EV လောကဈေးကွက်ပြန်ဆိုင်မှုကပြင်းထန်ပါတယ်။ပြန်ဆိုင်ဈေးချရောင်းခြင်းမှာ NADA ရဲ့ရှင်ပြန်နိုင်စွမ်းကကျဆင်းသွားတာပါ။ NADA ဟာ EV ကားထုတ်ဖို့စိတ်ယုံထိုင်းမှာစောင့်ရမယ်ဆိုတဲ့သတ်မှတ်ချက်နဲ့ထိုင်းစုရရဲ့ EV 3.0ရှင်းကလည်းထောက်ပံ့ကြေးတွေရခဲ့ပါတယ်။ ဒီအသက်မချက်မလိုက်နိုင်ရင် ထောက်ပံ့ကြီးပြန်ပေးရမယ့်ခြေအနေရှိပါတယ်။ထိုင်းဆိုရရဲ့ EV ထုတ်လို့ရလိုအပ်ချက်အရာဆိုရင်နေဒါဟာဒီနှစ်တည်းထိုင်းမှာ EV ကားစီး1900ထောက်ရမှာဖြစ်ပေမဲ့ခုထိအစီး4000ပဲထုတ်ထားနိုင်ခဲ့တယ်ဆိုပါတယ်။ဟော်ဂျွန်အော်တိုဟာ2021နှစ်ထဲမှာနေဒါအမှတ်တံဆိပ် EV ကားတွေကိုအရှမှာစတင်မိတ်ဆက်လာခဲ့တာပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ပြည်တွင်းထုတ်ကုန်ဆိုင်ရာစီးကျက်ခွန်ဌာနနှင်ကျောက်ကိုလာရာတန်တီမတ်က အခြေအနေကိုညီကဆောင်ကြည့်နေပြီးသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့အမြဲတမ်းဆွေးနွေးနေတယ်လို့ဆိုပါတယ်။အခွန်ငွေတွေကိုထိထိရောက်သုံးစွဲနိုင်ဖို့အခွန်ဆိုင်ရာစီမံချက်ကိုဥပဒေအရတင်းတင်းကြပ်ကြပ်ကောင်းထည်ဖော်နေတယ်လို့ဆိုပါတယ်။နက်တာထိုင်းလန်ဟာနက်တာချိုင်းနာရဲ့ဌာနဝယ်တစ်ခုဖြစ်တရားဝင်မှတ်ပုံထားခြင်းမရှိဘူးလေ။တမန်တော်ဝင်ကြီးဌာနရဲ့တည်င်းနေရသိရပါတယ်။ဒါကြောင့်မိခင်ကော်မတီဒေဝါလီခံရခြင်းကနတာထိုင်းလန်းပေါ်လုံးဝမသက်ရောက်ဘူးလို့ဆိုပါတယ်။ နတာထိုင်းလန်ဟာ EV 3.0ကိုပံ့ပိုးမှုအစီအစဉ်အရဆိုရင်2025မှာ EV ကားအစီအ1900ထိုင်းမှာမဖြစ်မနေထုတ်ပေးရမှာဖြစ်ပါတယ်။အခုချိန်ဒီကားစီးပေါင်း4000ကျော်ထုတ်လုပ်နိုင်တာဖြစ်ပါတယ်။နတာထိုင်းလန်ဟာတတ်မှတ်ချက်အပြည့်အမြောင်ထုတ်မယ်လို့ကတိပြုတဲ့အနေနဲ့ဘန်ဘန်အာမခံငွေပတ်တန်း90ပြထားပေးရမှာဖြစ်ပါလိမ့်။ စီကြောက်ခွန်ဌာနဟာတတ်မှတ်ချက်အတိုင်းပြည်မီအောင်မထုတ်နိုင်ဘူးလို့ယူဆတဲ့ EVGA ထုတ်လုပ်သူတွေကိုပံ့ပိုးငွေထုတ်လုပ်ပေးမှုရွှေဆိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးလျှက်စစ်ကားဆိုင်ရာမူဝါဒကော်မတီကိုလုံပိုင်ခွင့်ပေးဖို့အဆိုပြုသွားမယ်ဆိုပါတယ်။လလောဆယ်တော့ EVGA ကော်မတီနဲ့တာကိုထိုင်းအာဏာပိုင်တွေကအနီးကပ်စောင့်ကြည့်နေတယ်လို့သိရပါတယ်။